ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောသံအနေနဲ့လာစဉ်ရတဲ့အရာတွေကိုပြန်လည်ထုတ်လွှင့်ပေးလျက်ရှိပါကျွန်တော်တို့ဘာမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အခုမလ12ရက်ကနေပြီးတော့16ရက်နေ့အထိစနေနေ့မွေးဖွားသူများစနေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောသံအောင်ဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီဒီပတ်တာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာကျွန်တော်တို့လက်ခံပေါင်းခတ်တော်လို့ကျွန်တော်တို့ပြောရမယ့်ရက်တွေဖြစ်တယ် ဲ့တော့တခုဆိုရင်ကြိုက်တဲ့ဟာကိုစိန်ခေါ်ပြီးလက်ကမောက်ခတ်တော့စီဝါရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်လက်ကမောက်ခတ်တော့လို့ပြောရမယ့်ရက်တွေဖြစ်တယ်။ဘာမင်းလို့လဲဆိုတော့ဒီလိုညံမျိုးတွေမှာကိုယ့်ရဲ့ကိုပိုင်ဟန်ကိုပိုင်အကြံဉာဏ်တွေနဲ့ကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်တယ်။အဲ့တော့ပြောရမယ့်ဆိုရင်တော့ကျွန်တော်တို့ကောင်းသားမဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာတော့စနေနေ့မွေးဖွားသူတွေဟာဘာဘူးမှမစိုးရင်လည်းဘာဘူးမှလည်းတွေးမပူနဲ့လို့ကျွန်တော်ပြောရမယ့်ရက်တွေဖြစ်တယ်အဲ့တော့ပိုင်ဆိုင်စရာရှိတာတွေကျွန်တော်ပိုင်ဆိုင်မယ်ဘာတွေဖြစ်ကျင်လဲကျွန်တော်ဖြစ်မဲ့ဟာတွေကျွန်တော်ဖြစ်လာမယ့်ရက်တွေဖြစ်တယ် အဲ့တော့ဘာလို့လိုချင်လဲလိုချင်တာလည်းကျွန်တော်တို့အားလုံးရမယ်ဖြစ်မဲ့ရက်တွေဖြစ်တယ်ပေါ့အဲ့တော့ဒီလိုရံမျိုးတွေဟာစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ရုပ်တရက်ကျွန်တော်ချမ်းသာများတာမျိုးရုပ်တရက်ကျွန်တော်တို့ပွားပေါက်တိုးပွားတာမျိုးရုပ်တရက်ယာလူတိုးပွားတာမျိုးဆိုတာဒီလိုရံမျိုးတွေဒီလိုကိန်းမျိုးတွေ ਨੇ ဖြစ်နေတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့စနေနေ့မွေးဖွားသူတွေဟာဘလို့အန္တရာယ်မျိုးဘလို့ဒုက္ခမျိုးမှာကျွန်တော်တို့မှုစရာမလိုဘူးသူ့လိုလိုကျွန်တော်တို့ရှင်းမိတာဖြစ်သွားလိမ့်မယ် အဲ့တော့တခုရှိတာကတော့ကျွန်တော်ကျမ်းမာရေးလေးနည်းနည်းဂရုစိုက်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမ်းမာရေးရလည်းမဆိုတဲ့လောက်တော့မဖြစ်ဘူး။အဲ့တော့ကျမ်းမာရေးနည်းနည်းဂရုစိုက်ဖို့လိုတယ်။ပြောရမယ်ဆိုရင်တော့စနေနေ့ဝေးဖွားသူတွေဟာဒီလိုရံမျိုးတွေမှာကျွန်တော်ချမ်းသာသွားမယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာပဲစနေနေ့ဝေးဖွားသူဟာဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲ၊ဘာတွေနဲ့ပတ်သက်ရင်ကောင်းလဲ၊ဘယ်လို့တွေနဲ့ပတ်သက်ရင်ကိုယ့်အတွက်အကျိုးရှိလဲဆိုတော့ကျွန်တော်ကြောက်နေပတ်သက်တဲ့ကိစ္စတွေ ကားနဲ့ပတ်သက်တဲ့ကိစ္စတွေကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေကွန်းတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ငပိငချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီးတို့ဖနက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပိဒပစ္စည်းတွေတက်တထုပစ္စည်းတွေဓာဝန်တန်ဝန်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအခုကျွန်တော်ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်တော့ထူးထူးခြားခြားပို့ပြီးတော့အဆင်ပြေအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အဆင်ပြေအောင်မြင်ပြီးဘယ်လုံငန်းဘယ်ကိစ္စတွေနဲ့ဆိုရင်စနေနေ့မွေးဖွားသူတွေဟာတတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးရွှေ ွေတို့ရေတို့လေတို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးအဖို့နဲ့ယရနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးလက်ဖက်ဆိုင်တို့လက်ဖက်ဆိုလက်ဖက်ကြောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့အိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်တို့အင်းတို့အရေးတို့အချို့ရေးတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်အုံးလက်တလက်နဲ့ပဲ ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုအဲအုံလက်နဲ့ကျွန်တော်တို့အထိရိုက်ခေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးတော့အမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတွေမှာတော့ချစ်သူကြီးစားတွေဖို့အခြေအတွေတော့ကျွန်တော်စိတ်အေးရပြီးတော့အိမ်ထုံရှင်နေဖို့တော့ကျွန်တော်ညှိမြနိုင်မရဖြစ်တတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းရဲ့စနေနေ့မွေးဖွားသူတွေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့ကျွန်တော်9 3 6ဆိုတဲ့ 6386ဆိုတဲ့ကဏ္ဍနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရမျိုးတွေမှာခေါင်းကပြောခဲ့တဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒတိထားရတယ်။အထူးသဖြင့်ကိုယ့်အိမ်မှာရှိတဲ့လူကြီးတွေရဲ့ကျမ်းမာရေးကိုဒတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာပဲစနေနေ့မွေးဖွားသူတွေဟာတခုလေးကိစ္စလေးတွေကျွန်တော်အောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်လူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်အိမ်ဖျားမှာပဲမျက်စောဖျားခြင်းကိုရောမြတ်ကြီးကိုနန်းကြီးတို့တပွဲလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာစနေနေ့မွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ